တလားပြေကနီးမှာလာကပေးရမှာဆိုလို့အဲ့ခထားတဲ့ကိုကိုကိုလည်းသူတက်ဖို့လောက်တာပေါ့နော်အဲ့ငပြောပင်ရဲ့ဂျားမှာကျင်တူခိုင်းတယ်အမျိုးမျိုးဖော်ပုံသူလိန်လဲပြီးတော့ပေါ့နော်ဗာကျင်တူရမယ်ညာကျင်တူရမယ်အဲ့လိုမျိုးလိန်လဲပြီးတော့ကိုကိုကိုတူခိုင်းတယ်ကိုကိုကလည်းဘယ်သိမလဲတရေရခိုင်းတဲ့ခါကျသူလည်းတူးတာပေါ့နော်အဲ့ခါမှာနောက်ကနေပြီးတော့ရဲတင်းနဲ့ခုတ်တက်ဖို့လောက်တဲ့အချိန်မှာပဲအသင်းဆောင်နေတဲ့ရဲတင်းပထမပိုင်းရဲတင်းထင်ထားလာကစုံပအလွန်ဆုံးလူတက်လှ၄ရောက်၅ရောက်အများဆုံးပေါ့နော်အဲ့လောက်ပဲထင်ထားလာတကယ်တမ်းတေးသေးချာချာ စာဖွေကြည့်လိုက်တဲ့အခါကျတော့48လောင်းတောင်မှပဲတွေ့လိုက်ရတယ်ပေါ့နော်လွန်ခဲ့တဲ့2014ခုနှစ်လောက်ကထိုင်းနိုင်ငံဆလာပူလီမြို့နယ်ဆာလီလာချာဆိုတဲ့မြို့ရဲ့နုံပိန်ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်လေးကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်ဒီဖြစ်ရပ်လေးကတော့အတော်လေးကိုမှကြောက်စရာကောင်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်မှန်တစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီနုံပိန်ရွာလေးမှာစိုက်ပျိုးရေးသမားတွေများစွာရှိတဲ့ထဲကမှစုံပါလို့အမည်ရတဲ့အမျိုးသားတစ်ယောက်မှလည်းငပြောချံအကြီးကြီးတစ်ချံကိုပိုင်ဆိုင်ထားတယ်ဗျာ သူ့ရဲ့ငပြော channel မှာအလုပ်လုပ်ဖို့အတွက်သူကမြမပြည်သားတွေကိုပဲအတိအကထားပြီးတော့ခေါ်တယ်တခါခေါ်ရင်လည်းသူကတယောက်ပဲခေါ်လေးရှိတယ်ဗျညတော်အဖြစ်သူခေါ်တဲ့သူတွေကဘာမရှိတဲ့သူတွေဖြစ်ရမယ်အဲတယောက်တည်းပေါ့နော်တခြားသူငယ်ချင်းပေါင်းသင်ဆွေမျိုးတွေနဲ့မနေပဲအလုံးလုံးတွေနဲ့သူတွေကိုဦးစားပေးပြီးတော့ရှာတယ်နေစားအလုံးလုံးတွေနဲ့သူတွေဒီပေးရန်သမားတွေပေါ့နော်အဲ့ဒီလူတွေကိုပဲသူကပြစ်မှတ်ထားပြီးတော့ရှာတယ် သူစိတ်ကြိုက်ခိုင်းရမယ့်သူကိုသူတွေ့ပြီဆိုလို့ရှိရင် မလုံးပေးတဲ့အနေနဲ့ပေါ့နော်သူ့ရဲ့ငပြော channel မှာငပြောခိုင်ခုတ်ရမယ်ငပြောပင်နေချာမှာပေါက်နေတဲ့အဲမြက်ပင်နေရှင်းရမယ်မျိုးစာကျွေးရမယ်ပေါ့နော်အဲ့ဒီအလုပ်တွေပဲလုပ်ရမယ်ဒီနေ့ကိုဘတ်900ပေးမယ်တလားကိုတစ်ခါရှင်းပေးမယ်ဆိုပြီးတော့သူအဲ့လိုမျိုးပြောပြီးတော့ခေါ်တယ်အခက်အခါလုံးကဒီနေ့ကိုဘတ်900ဆိုတာကအတော်ကမှများတဲ့ငွေပမာဏဖြစ်တယ်ပေါ့နော်အမိနိုင်ငံကိုစွန့်ပြီးတော့ငါမိသားစုငါသားသမီးငါမိဘ ငါအနာကက်အတွက်ဆိုပြီးတော့ဒီအိမ်မက်ကိုစီနဲ့ထိုင်းကိုရောက်လာလေညီမပြည်သားတွေဟာဒီနေ့ကိုဘန်ကားပဲရမယ်ဆိုတော့စုံဘက်ရဲ့ငမျောချန်ထဲမှာပဲလုတ်ဖို့လက်ခံလိုက်တယ်ပေါ့။ဒါနဲ့စုံဘက်ကသူခတ်ထားတဲ့အလုံသမားကိုလည်းသူစိတ်ကြအလုံအတွန်နဲ့သူခိုင်းနေပြ။နောက်ဆုံးဘလောက်အောင်အချင်းရုပ်တယ်လဲဆိုရင်ပေါ့နော်။လာကုံတို့လာစာပေးရမှာသူကြောက်လို့ပေါ့နော်။အလုံသမားကိုသူလိန်ညာပြီးတော့မြပြောပင်နေရဲ့ကြားမှာကျင့်တူပေးရမယ်။ မျောစာတွေးဖို့ပေါ့နော်အမိုက်ပြဖို့အမျိုးမျိုးပေါ့နော်လိန်လဲပြီးတော့သူကျင်းတူးခိုင်းတယ်အလုံးရှင်ကတူးခိုင်းတဲ့ခါကျတော့အလို့သမားကလည်းတူးပေးရတာပေါ့နော်တူးနေလဲအချိန်မှာပဲစုံဘက်ကနောက်ကနေပြီးတော့ပေါ့နော်ရဲရင်းနဲ့ထုတက်ပြီးတော့ပြီးတော့အဲ့ဒီကျင်းထဲမှာပဲထဲ့မြုပ်ပြီးတော့တခါတည်းသူလက်စာဖြောက်ပလိုက်တယ်ဒီလိုမျိုး သူတက်လာလိုက်တာပေါ့နော်ကြားမစွစုပေါင်းအယောက်48ယောက်တိတိတောင်ဖြစ်သွားတယ်ဗျသူတက်တဲ့ထဲမှာမိကလေးတွေလည်းပါတယ်ယောက်ျားလေးတွေလည်းပါတယ်ပေါ့နော်များသောအဖြစ်ကတော့ယောက်ျားလေးတွေပဲဖြစ်တယ်ဗျ စုပ်ဘက်ရဲ့လက်ကနေပြီးတော့ကန်ကောင်းပြီးတော့လွတ်သွားတယ်မြန်မာတယောက်လည်းရှိတယ်သူ့ရဲ့နာမည်ကတော့အောင်အောင်ပဲဖြစ်ပါတယ်ထိုင်းနေကတော့ဒီခေါ်အားလွယ်အောင်လို့အောင်အောင်လို့ကိုကိုလို့အမိပေးထားရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်သူ့ရဲ့နာမည်အင်းနေတယ်ရှိကောင်းရှိပါလိမ့်မယ်စုပ်ဘက်မှာကမိမလည်းရှိတယ်မိမဖြစ်တဲ့သူကလည်းသူ့ယောက်ျားဒီလိုမျိုးလောက်ရက်တွေလုံနေတာကိုသူ့ကိုယ်တိုင်လည်းသိတယ်ညာဘက်တွေမှာတခါတလေဒီအလောင်းတွေပါလေမြှုပ်တဲ့ခါကြလို့ချင်းသူ့ကိုယ်တိုင်လည်းမီးပြပေးရတယ်ပေါ့နော်သူ့ယောက်ျားကိုဒါပေမဲ့ သူယောက်ျားရဲ့လောရက်တွေကိုတားဆီးနိုင်စွမ်းတော့သူမရှိဘူး။ဘာကြောင့်လဲဆိုတော့ယောက်ျားဖြစ်တဲ့သူကပေါ့နော်။ငါရဲ့လောရက်တွေကိုနင်းကြောင်တခြားလူတွေသိကုန်ပြီဆိုလို့ရှိရင်နင်းလည်းအရှင်မထားဘူးတက်ပြစ်မယ်ဆိုပြီးတော့သူ့မိမကိုအမျိုးမျိုးချင်းချောက်တယ်ဗျ။ဒါကြောင့်မိမဖြစ်တဲ့သူကလည်းသူယောက်ျားကိုကြောက်တဲ့ခါကျတော့မပြောရဲဘူးပေါ့နော်ဘလူးမ။ပြတော့သူစုံပတ်နေတာကပေါ့နော်။သူကနှုံပိန်ရွာထဲမှာသူ့ရဲ့အိမ်ရှိတယ်။ရွာအပြင်မှာရှိတဲ့ငပြောချန်ထဲမှာကြတော့အခန်းသာသာအိမ်လေးတစ်လုံးပဲစောက်ထားတယ်။အလုပ်သမားတွေနေဖို့အတွက်ပေါ့နော်။ ီးတော့သူ့ခြံတစ်ခြံနဲ့ပဲရွာပြင်မှာရှိနေတာလည်းမဟုတ်ဘူးတခြားသူတွေရဲ့ခြံတွေလည်းရှိတယ်ပြီးတော့စုံဘက်ရဲ့ခြံအချင်းမှာလည်းလမ်းရှိတယ်ပေါ့နော်အဲ့ဒီလမ်းသွားလမ်းလာအဲလုတဲ့သူတွေကလည်းမကြာခဏဆိုသလိုပေါ့နော်ဒီစုံဘက်ရဲ့ပြောခြံချင်းကနေပြီးတော့ဖြတ်သွားတဲ့အခါတိုင်းအပုပ်နံ့တွေကိုရတယ်ပေါ့နော်အစပိုင်းမှာတော့အားလုံးကတော့ခွေးတွေကြောင်တွေသေလို့ဟိုအနံ့ထွက်တယ်လို့ပဲထင်တယ်ဆိုကြတော့လည်းအဲ့ငါပြောချန်တဲ့ကဘောနောမျိုးစာတွေတွေ့ထားလို့ဒီမျိုးဩစာတွေကနေပြီးတော့အနတ်သက်တွေလာလေလို့ပဲထင်ကြတယ်ဘောနော ဒါပေမဲ့စုံပတ်ရဲ့ခြံရင်ကပ်ဦးလေးကြီးပြောင်းရဲ့နာမည်ကတော့လုံကန်းတို့ခေါ်တယ်ဗျထိုင်းလိုပေါ့နော်မြန်မာလိုအလွယ်ခေါ်လို့ရအောင်လို့ကျွန်တော်ကတော့ဦးလေးကြီးပဲနဲ့စားသုံးလိုက်မယ်ပေါ့နော်အဲစုံပတ်ရဲ့ဘင်းရင်ကပ်မှာရှိနေတဲ့ဦးလေးကြီးရဆိုလို့ရှိရင်သူကနှိမ့်စင်တဲ့အမြပေါ့နော်ဒီအပုတ်နဲ့နေကိုရနေတယ်ပြီးတော့စုံပတ်ရဲ့ခြံကလည်းလွယ်လွယ်နဲ့ဝင်မရဘူးပေါ့နော်သူကအုတ်တိုင်းနေခတ်ထားတယ်တဲ့သူ့ခြံထဲက နဲ့မဟုတ်ဘူးဆိုလာတော့အဲ့ဒီဦးလေးရာတိရဲ့ဒါဟာဘင်းကလေးမှာရှိနေတဲ့စုံပတ်ရဲ့ channel ကလာတဲ့အပုံနံပဲဖြစ်နိုင်တယ်ပေါ့နော်နေ့စဉ်နဲ့အမြအနဲ့အသက်တရာရနေတဲ့အခါကျတော့အဲ့ဒီဦးလေးရာလည်းမနေနိုင်တော့ဘူးလူသေးကောင် ပုံနံကတခြားဘယ်ပုံနံနဲ့မှမတူနန်းနယ်လို့လဲကျွန်တော်လည်းကြားဘူးတယ်ပေါ့နော်သူအဲ့ဒီအပုံနံကဘာကောင်နေသေးလို့ဒီလောက်အောင်အနက်နေထွက်နေလာလဲဆိုတာကိုသိကျင်တာနဲ့ပဲစုံပတ်ရဲ့ channel ကိုတက်တချိတ်ဝင်ပြီးတော့သူလိုက်ပြီးတော့ကြည့်လိုက်တယ် ဲ့ခါမှာသူလုံးဝအာအသင့်သွားတယ်ပေါ့နော်ငပြောပင်တွေကတော့အတန်းလားအဲ့လိုမျိုးစိုက်ထားတယ်အဲ့ဒီငပြောပင်ရဲ့အတန်းကြားကြီးလဲမှာပေါ့နော်လူမြုပ်ထားတယ်လို့ယူဆရတဲ့ကျင်းတွေကိုတွေ့လိုက်ရတယ်မိုးရင်းကာလာဖြစ်တဲ့အခါကျတော့ပေါ့နော်ဒီမြုပ်ထားတဲ့ကျင်းတွေကပြောရေတွေထွက်တဲ့အခါမှာရေကအပေါ်ပင့်တင်လိုက်တယ်လို့ဖြစ်ပြီးတော့ပေါ့နော်အလောင်းတွေကအိမ်စားတွေထွက်နေတာမျိုးတွေအသားစားတွေအယိုးစားတွေအဲ့လိုမျိုးထွက်နေတာကိုအဲ့ဒီဦးလေးကြီးကတွေ့လိုက်တဲ့အခါမှာအတော်ကြီးကမှအာအသင့်သွားတယ်ပေါ့နော်စုံပန်းတဲ့အဲ့ဒီဦးလေးကြီးကချန်ရင်ကလေးရဆိုပေမဲ့လည်း ရင်းရင်းနှီးနှီးတော့မရှိဘူးတဲ့စုံဘက်ကတမန်လူသူ့ကိုကြည်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်အကောင်ကပိပိပပအနေနဲ့အေးတယ်ပေါ့နော်ပန်ဝင်းကျင်တယ်လည်းတိတ်ပြီးတော့ရောရောထွတ်ထွေးမနေဘူးတဲ့ဒါကြောင့်မလို့ပေါ့နော်သူနဲ့လည်းအရင်ရင်းနှီးနှီးလည်းမရှိဘူးတဲ့ဒါပေမဲ့အဲ့ဒီဘေးချံဦးလေးကြီးကဓာတိထားမိတာတခုရှိတယ်ပေါ့နော်စုံဘက်ရဲ့ channel မှာညီမအလုပ်သားလေးတရားဥပ္ပိတယောက်ပြောင်းပြောင်းနေတာကိုဓာတိထားမိတယ်ပေါ့နော်တလားမပြေးသေးဘူး လူတစ်တယောက်ထက်ရောက်လာပြန်ပြီဒီလိုပဲတလားမပြည့်သေးဘူးလူတစ်တယောက်ထက်ထက်ရောက်လာပြန်ပြီလူကလည်းခဏခဏအဲပြောင်းနေတာကိုအဲ့ဒီဦးလေးကြီးကသတိထားမိလာတယ်ပြီးတော့သူတွေးလိုက်တဲ့ဒီဂျင်းနေနဲ့ဆက်ဆက်ပြီးတော့ဗောနောစွန်ပါကိုလုံးဝမတင်တာဖြစ်သွားတယ်အဲ့ဒီခါမှာအဲ့ဒီဦးလေးကြီးကရွာလူကြီးကိုသတိပေးလိုက်တယ်အဲသူအပုံနဲ့နေရလို့ပေါ့နော်အကျိုးအကြောင်းသူပြောပြတာပေါ့နော်စုံဘက် channel ကိုဝင်ပြီးတော့ရှာလဲခါမှာအခုလိုပဲမတင်ငါစရာတွေတွေ့တယ်ဆိုပြီးတော့ရွာလူကြီးကိုပြောလိုက်တယ်ရွာလူကြီးကမှတဆင်းရဲတွေကိုအကြောင်းကြားလိုက်တယ်ပေါ့နော် နောက်တစ်ချက်ကရဲတွေကပါစာဆုံဘက်ကိုမတင်ငါဖြစ်သွားတာကပြီးခဲ့တဲ့လတွေတုန်းကပေါ့နော်အဲ့ဒီမျိုးနယ်ကရဲစခန်းကိုမြမပြည်သားတွေလာရောက်ပြီးတော့လူပြောက်တန်ကြပ်လာပြီးတော့ဖွင့်တယ်တဲ့အပြောက်ဆုံးသွားတဲ့အဲသူငယ်ချင်းတွေရွှေတွေမျိုးတွေကနေပြီးတော့ရဲစခန်းမှာလူပြောက်လာပြီးတော့တန်ကြပ်ဖွင့်လာပေါ့နော်ဓာတ်ပုံတွေနဲ့တကွအဲ့ဒီကိစ္စရင်းနဲ့ဆက်ဆက်ပြီးတော့စုံဘက်ကိုလုံးဝမတင်ငါဖြစ်သွားတာပေါ့နော်ပြီးတော့စုံဘက် channel မှာလည်းမြမပြည်သားတွေကအဝင်ထွက်တွေအများကြီးတယ် အဝင်းမဲ့တွေ့တယ်ထွက်သွားတာကိုတယောက်မှမတွေ့တာလေးကိုလည်းတော်တော်များများကသတိထားမိတာတွေနဲ့အလုံးစစ်ဆက်ပြီးတော့ဗောနော်စွန်ဘက်ကိုလုံးဝမတင်ကဖြစ်သွားတယ်ဒါပေမဲ့လည်းထိုင်းမှာကအများသောအဖြစ်ဗောနော်ထိုင်းရဲတွေကဒီလူကိုလုံးဝမတင်ကတော့ဘူးပြမှုကြီးကြီးမားမားဒီလူလောက်ထားတယ်လို့သူတို့ယူဆသွားပြီဆိုလို့ရှိရင်ဗောအချိုတက်ပြီးတော့ဗောနော်လုံးဝပိုင်မသလိုဖမ်းတာလေရှိတယ်ဗျထိုင်းမှာကဒီစွန်ဘက်ကိုလည်းသူတို့မသိရင်ဆောင်ပြီးတော့ဗောနော်အဲသူ့ရဲ့ channel ကိုသွားရောက်ပြီးတော့လူအင်အားသုံးပြီးတော့ဝါပြီးတော့ရှားဖွေးတာမျိုးတွေစစ်ဆေးတာမျိုးတွေသူ့ကိုအတင်းအာရမ မင်းမျက်နှာမျိုးတွေမလုံဖဲနဲ့စုံပန်းနေတာကနှုံပိန်ရွာထဲမှာအဲသူ့အိမ်ရှိတယ်ပေါ့နော်အဲ့ဒီအိမ်ကိုရဲတွေကတော့သွားတယ်သွားပြီးတော့အကျိုးချောင်းသွားပြီးတော့ပြောတာပေါ့နော်အာပြီးခဲ့တဲ့လတွေတုန်းကရဲစခန်းမှာတော့မြမပြည်သားတွေတော်များများပေါ့နော်လူပြောက်တိုင်ကျက်လာခွင့်ထားလားလင်းငါးဦးလောက်ရှိတယ်မင်းရဲ့ channel မှာလည်းမြမပြည်သားတော်တော်များများအဲအလုတ်လုတ်တာအလုတ်လုတ်တာလို့သိရတယ်ပေါ့နော်ဒါကြောင့်ခုပျောက်ဆုံးနေတဲ့သူတွေရဲ့ဓာတ်ပုံတွေသူ့ပြလိုက်တယ်စုံဘက်ကိုအဲ့ဒီလူတွေကို မင်းတွေ့ဘူးလားမင်းရဲ့ channel မှာလာလားအလုပ်လုပ်တာမျိုးတွေရောရှိလားဆိုပြီးတော့ရဲတွေကမေးတယ်အဲ့လက်လောက်ပဲမေးတယ်အခါမှာစုံဘက်ကလည်းမသိဘူးပဲသူပြန်ဖြေတာပေါ့နော်ရဲတွေကဒါဆိုကိစ္စမရှိဘူးပေါ့နော်မသိရင်ဆောင်းပြီးတော့အသားလေးသူ့ကိုလွတ်ပေးထားလိုက်တယ်ဒါပေမဲ့ရဲတွေစောင့်ကြည့်နေတဲ့အချိန်မှာပဲအဲစုံဘက်ရဲ့ channel မှာလူသစ်တယောက်ထက်ရောက်လာတယ်မြမပြည်သားပဲသူ့ရဲ့နာမည်ကကိုကိုလို့ခေါ်တယ်ဒါကိုကိုလို့အောင်လို့ဆိုတာကတော့ထိုင်းနေခေါ်ရလွယ်အောင်လို့မှဲ့ထားတယ်လို့ပဲကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ရဲတွေကတော့ဒီ ကိုကိုကိုပါတစားခံနေလှုပ်ပြီးတော့စောင့်ကြည့်နေတဲ့ပုံစံမျိုးပဲဖြစ်သွားတာပေါ့နော်ရဲတွေကစုံဘက်ရဲ့လုံရက်တွေကိုသိအောင်လို့နှေးရောညပါပေါ့နော်ရဲအင်အားသုံးပြီးတော့စုံတောက်တွေပေါ့နော်ဒီတိုင်းလှွတ်ထားလိုက်တယ်စုံဘက်ကတော့သူ့လုံရက်တွေကိုဘလူးမှမသိဘူးပဲသူထင်နေတာပေါ့နော်ဒါကြောင့်ပဲအရှိကတက်ခဲ့တဲ့သူတွေနဲ့အလားတူပဲတလားပြေကဏီကြတော့ရဲတွေကပုံကြည်ထားပြီးတော့စောင့်ကြည့်တာပေါ့နော်တလားပြေကဏီမှာလာကပေးရမှာဆိုလို့အဲ့ခထားတဲ့ကိုကိုကိုလည်းသူ တတ်ဖို့လုံးတာပေါ့နော်အဲငါပြောပင်နေတဲ့ဂျားမှာကျင်တူခိုင်းတယ်အမျိုးမျိုးဖော်ပုံသူလိန်လဲပြီးတော့ပေါ့နော်ဘာကျင်တူရမယ်ညာကျင်တူရမယ်အဲ့လိုမျိုးလိန်လဲပြီးတော့ကိုကိုတူးခိုင်းတယ်ကိုကလည်းဘယ်သိမလဲတရေရခိုင်းတဲ့ခါကျသူလည်းတူးတာပေါ့နော်အဲ့ခါမှာနောက်ကနေပြီးတော့ရဲတင်းနဲ့ခုတ်တတ်ဖို့လုံးတဲ့အချိန်မှာပဲအသင်းဆောင်နေတဲ့ရဲတွေကစုံပတ်ရဲ့ခြေတော့ကိုတနက်နဲ့ပြစ်ပြီးတော့အရှင်ဖမ်းလိုက်တယ်ကိုကိုတယောက်ကတော့ရဲတွေကောင်းမှုအကြောင်းပြုပြီးတော့စုံပတ်ကလက်ကနေပြီးတော့လွတ်သွားတယ်ပေါ့ဗျာ စွန်ဘက်ကိုရဲတွေဖမ်းဆီးလိုက်ချိန်မှာပေါ့နော်သူ့ရဲ့ channel ကိုပါဝင်ရောက်စာပွဲစစ်ဆေးလိုက်တဲ့အခါမှာပထမပိုင်းရဲတွေထင်ထားလာကစွန်ဘအလွန်ဆုံးလူသက်လှ၄ယောက်၅ယောက်အများဆုံးပေါ့နော်အဲ့လောက်ပဲထင်ထားလာတကယ်တမ်းတေးသေးချာချာစာပွဲကြည့်လိုက်တဲ့အခါကျတော့48လောင်းတောင်မှပဲတွေ့လိုက်ရတယ်ပေါ့နော်စွန်ဘကလူတွေကိုဘလို့ပုံစံမြုပ်ထားလဲဆိုတော့သူ့ရဲ့ channel မှာစိုက်ထားတဲ့ငပြောတွေကဘောင်ပေါ်မှာတင်ပြီးတော့ဒီလိုအတန်းလိုက်အတန်းလိုက်တယ်အဲ့လိုမျိုးစိုက်ထားလာပေါ့နော် အဲလူသေးအလောင်းလေးကိုလည်းငပြောပင်နေရဲ့တပင်ကြားတပင်ကြားစီမှာသူကအတန်းလိုက်ကိုမြုပ်ထားလာဘယ်ဟောညာရောအရှိလိုက်ကြီးမြုပ်ထားလိုက်တာအဲ့လိုမျိုးမြုပ်ထားလာပါတော့စုစုပေါင်း40နဲ့8လောင်းတိတိဒါတော့မှပဲသူ့လက်ကနေပြီးတော့လွတ်သွားတဲ့လူလည်းရှိသေးလို့ပေါ့နော်တကယ်လို့ဒါဘလူးမှမတည်ဘူးတာဆိုလို့ရှိရင်စုံပါဟာလူတွေကိုဘလောက်ထိအများကြီးဆက်ပြီးတော့တတ်နေအောင်မလဲဆိုတာတွေးကြည့်ုံနဲ့တင်အတော်လေးကိုမှကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒါရဲတွေကစုံပါကိုဘာကြောင့်လူတွေတက်ရတာလဲဆိုတော့သူ့ကိုမြင်မြလိုက်တဲ့အခါမှာသူ့ရဲ့ဖြေကြားချက်ကလည်းလုံးဝအာအသင့်စရာပေါ့နော် ူလှုပ်တဲ့လှုပ်ရက်ပေါ်မှာနောင်တရပုံတစ်စမ်းမှမပွားဘဲနဲ့ပေါ့နော်ပြုံးပြုံးရွှေရွှေနဲ့ပဲသူရဲတွေကိုဘလို့ပြန်ပြောလိုက်လဲဆိုတော့ငါတက်လိုက်တဲ့လူတွေအားတဲ့ငါတို့နိုင်ငံကိုလာပြီးတော့ပေါ့နော်အမိုက်လာရှုပ်နေတာတဲ့စံကုန်မြေလေးတွေတဲ့ငါတက်လိုက်တာသူတို့မှလည်းဘလဲမရှိဘူးတဲ့တက်တက်ပေါ့နော်နိုင်ငံကိုလာပြီးတော့ဟိုအမိုက်လာရှုပ်နေတာတဲ့ဒါကြောင့်မလို့တဲ့ငါသူတို့ကိုဟိုရှင်းပစ်လိုက်တာပေါ့နော်အဲကြောင့်မင်းတို့ကလည်းငါတော်နဲ့ကျေးဇူးတင်ရအောင်ပဲဆိုပြီးတော့ရဲတွေကိုသူကမခံလေးစားနဲ့တော့အဲ့လိုမျိုးပြန်ပြီးတော့ပြောလိုက်သေးတယ်တဲ့ဒါနဲ့ရဲတွေလည်းအားအသင့်သွားတာပေါ့နော်သူ့ရဲ့ဒီပြောကြားချက်နဲ့ပတ်သက်ပြီးတော့ဒီလူက အာစိတ်ကြမ်းပါရဲ့တခုခုချိုယွင်းနေလို့ပဲအခုလိုမျိုးဖြေတာလားအခုလိုပဲလူတွေတက်တာလားပေါ့နော်မတင်တာဖြစ်သွားတယ်အဲ့တော့သူ့ကိုစိတ်ကြမ်းပါရဲ့ဆရာဝန်နေနဲ့တိတိကျကျစစ်ဆေးကြည့်လိုက်တော့လေသူ့ရဲ့စိတ်ကလူကောင်းပကတိတိုင်းပဲအားလုံးကပုံမှန်ပဲနော်ဒါကြောင့်သူကရွေချက်ချင်းချင်းနဲ့တက်တယ်လို့မျိုးဖြေတက်ရောက်သွားတာပေါ့နော်ရဲတွေကထက်ပြီးတော့စုံဘက်ကိုမေးတယ်ပေါ့နော်မင်းလက်ကနေပြီးတော့လွတ်သွားတာရောဘယ်နှယောက်လောက်ရှိလဲလို့မေးတဲ့အခါမှာအဲတယောက်တော့ရှိတယ်တဲ့သူ့ရဲ့နာမည်ကအောင်အောင်လို့ခေါ်တယ်ပေါ့နော်အဲဒီအောင်အောင်ကလည်းတဲ့ သူထွက်တာဥွာလို့ပေါ့နော်မို့တော့ရှင်နဲ့သူလည်းတဲ့ငါလက်ချက်နဲ့တဲ့လစ်မှာပဲတဲ့အဲ့လိုမျိုးပြောလိုက်တာပေါ့နော်အဲ့ဒါရဲတွေကလည်းအအောင်ကိုသိကျင်တယ်ပေါ့နော်ဘယ်မှာအဲကြည့်နေလဲဆိုတာကိုစုံစမ်းလိုက်တဲ့အခါကျတော့အအောင်ကအဲ့ဒီမျိုးမှာပဲရှိနေတယ်ပြန်လောက်နေတာပေါ့နော်အဲ့ရဲတွေကအအောင်ကိုခေါ်ပြီးတော့မင်းမြန်းတာပေါ့နော်စုံဘက် channel မှာအလုပ်လုပ်ခဲ့တဲ့လောကအတွေ့အကြုံခဲ့ရတဲ့အတွေ့အကြုံတွေမြင်မြင်တဲ့အခါမှာအောင်အောင်ရဲ့ဒီပြောပြချက်အရာကတော့သူကလည်းအဲ့ channel မှာဟို3-4ရက်လောက်ပေါ့နော်သူအလုပ်လုပ်တဲ့အခါမှာတဲ့ ထူးဆန်းတာတွေဘာတွေတွေ့ရလဲဆိုတော့တဲ့သူမျက်တွေဘာတွေနှုတ်နေတဲ့အချိန်မှာပေါ့နော်လူကောင်းတွေတွေ့ရတယ်တဲ့အိမ်စားတွေဒီအယိုးတွေတွေ့ရတယ်ပေါ့နော်အဲ့ဒီခါမှာသူတထဲကိုပြောတယ်ပေါ့နော်ထဲဒီစုံဘက်ကိုပေါ့နော်ဒီမှာလူကောင်းတွေလူယိုးတွေတွေ့တယ်ပေါ့နော်သူလလုံးနေနေအဲ့လိုပြောတဲ့ခါမှာတဲ့စုံဘက်ကမျက်နှာတစ်ချက်တော့ပြတ်သွားတယ်တဲ့ပြီးတော့သူ့ကိုပြန်ပြောတာကဒါကလည်းအရင်ကတင်ရန်ကုန်းအဟောင်းကြီးတဲ့ဒါကြောင့်မလို့မင်းကူးလိုမျိုးတွေတွေ့လာဆိုပြီးတော့သူ့ကိုပြန်ပြောတယ်ပေါ့နော်အဲ့သူကလည်းအဲ့မှာအလုံးလုံးနေတဲ့အခါတွေမှာလည်းနှင်ကင်းပတ်တွေလောက်မှပဲပေါ့နော်ငါပြောချင်တဲ့မှာအလုံးလုံးနေတယ်ဆိုလို့ရှိရင်တဲ့ လူရိတ်လူရောင်တွေ channel မှာဖြတ်အရက်ပြီးတော့သွားလာမျိုးတွေကိုလည်းသူမြင်တွေ့ရတယ်ပေါ့နော်အဲ့ရတွေကတော့အမှန်တော့ဒီပြောပြနေကြမှာအစင်းတွေတည်ပြီးတော့မြုပ်ကန်ထားရတယ်လူတွေရဲ့ဝိညာဉ်တွေပဲဆိုရမှာပေါ့နော်ပြီးတော့ညာဘက်တွေတဲ့ဒီ channel ကသူနေတဲ့ဒီအိမ်မှာအိတ်တဲ့ခါတွေမှာဆိုရင်လည်းပေါ့နော်အမျိုးမျိုးအိမ်မက်ဆိုးတွေမတ်တယ်တဲ့ညာဘက်တွေမှာဆိုရင်လည်းချိုးချိုးချောက်ချောက်တွေပေါ့နော်ဒီ၆လန်းလာမျိုးတွေတဲ့သူခံရတယ်တဲ့အဲ့တော့သူလှလို့ရတာမပြောတော့ဘူးပေါ့နော်ဟိုတလားအောင်မပြေဘူးပေါ့နော်သူထွက်လိုက်တယ်တဲ့စုံဘတ်မသိခင်မှာပဲသူခိုးပြီးတော့ထွက်လိုက်တယ်ပေါ့နော်သူ့တငယ်ချင်းကြီးအသိရင်းနဲ့အဆက်ဆက်နဲ့ပေါ့နော် ပြန်ပြန်ပြီးတော့လုံနေတယ်ဆိုပြီးတော့ရဲတွေကိုအဲ့လိုမျိုးသူကပြောပြတယ်။အဲစုံပါရဲ့မိမကိုလည်းရဲတွေကမေးတယ်ပေါ့နော်။ယောက်ျားအခုလိုမျိုးလှုပ်တဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မတည်ဘူးလားလို့မေးတဲ့အခါကျတော့မိမဖြစ်တဲ့သူကလည်း "तू တည်တယ်ပေါ့နော်။ဒါပေမဲ့လည်း तू ကတားဆီးနိုင်စွမ်းမရှိဘူး"တဲ့။အဲဒီလှုပ်ရက်တွေကိုဆက်ပြီးတော့မလှုပ်ပါနဲ့မကောင်းဘူးလို့ပြောတဲ့အခါတိုင်းပေါ့နော်။သူ့ကိုအသက်ကုန်ရိုက်နှက်တယ်တဲ့။ပြီးတော့သူ့ကိုလည်းချိန်ချောက်ထားတယ်ပေါ့နော်။နင်းကြောင့်ငါ့ရဲ့လှုပ်ရက်တွေတည်ကုန်လို့ရှိရင်နင်းလည်းအရှင်းမထားဘူး။အခုလိုမျိုးပဲတက်ပြီးတော့ မပြောချင်တယ်မှာမြုပ်ပြင်မယ်ဆိုတော့သူအမျိုးမျိုး၆လှန့်လေတဲ့ဒါပေမဲ့လည်းသူပေါ့နော်သူယောက်ျားကိုကြောက်လို့ဒါနေနေရတာပေါ့နော်နှင်းစင်တဲ့အမြငရဲကြနေသလိုပဲတဲ့ညာဘက်ဒီမှာဆိုရင်လည်းအိတ်တို့ချင်းမကြခနာဆိုသလိုအသိသိသေးသွားတဲ့သူတွေကအိမ်မက်တွေလာပေးတယ်တဲ့သူတို့ကိုလွတ်မြောက်အောင်လှုပ်ပေးပါလှုပ်ပေးပါပေါ့နော်အဲ့တော့သူယောက်ျားကိုလည်းသူတားတယ်ဒီလိုမျိုးတွေမလှုပ်ဖို့တားတဲ့ခါတိုင်းလည်းသူ့ကိုထုတယ်ရိုက်တယ်ပေါ့နော်နောက်ပိုင်းမှာသူလည်းဒီတိုင်းပဲနေလိုက်တာပေါ့နော်ဒါပေမဲ့နေ့စဉ်နဲ့အမြတော့ဆူတောင်းနေမှာတော့တနေ့တစ်ချိန်တော့မတော့ဒီဟာကြီးပေါ်ပေါက်ပါစီလို့သူစိတ်ထဲမှာဆူတောင်းနေမိရတဲ့ဒီနေ့ပေါ့နော်သူယောက်ျားရဲ့ လောရက်တွေကိုရဲတွေအားလုံးကဖောက်ထုတ်နိုင်တဲ့အတွက်သူလည်းဒီနေ့အပျော်ဆုံးပဲပေါ့နော်ဆိုပြီးတော့အဲစုံပိုင်းအမိမာလည်းအဲ့လိုမျိုးပြန်ဖြေတယ်ပေါ့နော်ပြောမဲ့ဆိုရင်သူလည်းတို့ကြောက်ကြောက်လို့လာနေနေရတာပေါ့နော်အရှင်လက်လက်ငရဲကြနေတယ်လို့မျိုးခံစားနေရတာပေါ့နော်နေကင်းဘက်တွေပါတယ်ငပြော channel ကိုသူလာတဲ့အခါဒီမှာဆိုရင်လည်းတဲ့ငပြော channel တော့သူ့စိတ်ထဲမှာမထင်ရဘူးတဲ့တညာကုံတစ်ခုကိုရောက်နေတယ်လို့မျိုးသူခံစားရတယ်တဲ့စိတ်တွေလည်းအရန်ထောက်ချားတယ်ပေါ့နော်အခုလိုမျိုး အားလုံးအမှုပအမှုမှန်တွေပေါ်ပေါက်သွားတဲ့အခါကျတော့သူ့အနေနဲ့လည်းနေရတာစိတ်ထဲမှာပေါ့ပြီးတော့ပျော်တယ်ဆိုပြီးတော့စုံဘက်မိန်းမအဲ့လိုမျိုးရဲတွေကိုပြန်ပြီးတော့ဖြေတယ်ပေါ့နော်စုံဘက်ဟာပြစ်မှုထင်ရှားတဲ့အခါကျတော့သူ့ကိုကျိုးမိတ်တည်တံပေးပြီးတော့မိန်းမဖြစ်တဲ့သူကလည်းဘလိုပဲဖြစ်ဖြစ်သူမတက်ဘူးဆိုသည်တိုင်တော်မှပဲနော်တရားဥပဒေအရသူကကြံရပါအနေနဲ့သူ့ကိုထောင်ထမ်းတရကြွန်ချမှတ်လိုက်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီဖြစ်ရလေးကတော့ လွန်ခဲ့တဲ့2014ခုနှစ်လောက်ကထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးဆိုပြီးတော့ထိုင်း channel တကူကနေပြီးတော့ဒီမှာပေါ့နော်တင်ထားတာတွေ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြန်လည်ပြီးတော့ဘာသာပြန်တင်ဆက်ပေးတာပဲဖြစ်ပါတယ်ခင်ဗျာဒီဖြစ်ရပ်လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ညီကိုမောင်နှမတွေလည်းကိုယ့်ရဲ့တထေးတွေကိုအလွန်ကြုံကြီးမယုံနဲ့ပေါ့နော်အမြဲတမ်းကိုယ့်ရဲ့တထေးအကြောင်းကိုလည်းကိုသိအောင်ကြိုးစားပေါ့နော်တထေးကကောင်းလားတကယ်ရောစိတ်ရင်းမှန်တဲ့ကိုယ့်ဘောကောင်းလားဆိုတာကိုလည်းအကဲခန့်ထိုင်အောင်ကြိုးစားပေါ့နော်အမြဲတမ်းလည်းတတိဝရိယာနဲ့ လောက်ကင်ကြပါကိုကသတိရှိနေတဲ့အခါကျတော့တစ်ဖက်ကကိုကိုမကောင်းကြံတာလောက်မှပဲစိုးစိုးဝါးကြီးဒါပြီးတော့ကိုကိုမထိခိုက်ဘူးပေါ့နော်ဟုတ်ကဲ့ပါထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ညီကောင်မောင်နှမတွေအားလုံးလည်းလုပ်ငန်းကန်ကန်နေအားလုံးအဆင်ပြေပြီးတော့ဘေးအန္တရာယ်တွေမှာကင်းဝေးကြပါစေဗီဒီယိုလေးကိုလည်းဆုံးအောင်ကြည့်ရှုအားပေးကြတယ်တယောက်စီတိုင်းလည်းသက်စီကြမ်းမှာစိတ်ချမ်းသာပြီးတော့လူရင်းစံနာလေးပြေဝကြပါစေခင်ဗျာဟုတ်ကဲ့ပါအားလုံးပဲကောင်းသောညလေးဖြစ်ပါစေဘိုင်ဘိုင်